တရင်ထောက်ချာဝတ်စ်ကတော့နေ့စဉ်နဲ့မျှတိုးတက်နေတဲ့ဘူကောင်ဆာကာကိုအာဆင်နဲ့တောင်းပန်ရှိသူတွေကဖူဟန်အသင်းရဲ့ပွဲစဉ်မှာမိနစ်အချို့ပေးပြီးကစားခြင်းနေပါတယ်။ ကဲအာဆင်နယ်သင်းတာဝန်ရှိသူတွေကတော့သတင်းထောက်ချားဝက်စ်ကဖော်ပြသွားချက်အရဆိုရင်ဘူကောက်ဆာကာရဲ့လက်ရှိတိုးတက်လာနေခဲ့တဲ့ training ချင်းတွေကိုနေ့စဉ်နဲ့အမျှစောင့်ကြည့်နေတယ်။အသင်းစီးအဖွဲ့က recommend ပေးတာနဲ့ဖူဟန်အသင်းနဲ့ဧပြီလ2ရက်နေ့မှာကံမဲ့လန်ဒန်ဒါဘီမှာ ဒီကစားသမားကိုမိနစ်ချို့ထည့်ပြီးသုံးသွားဖို့ရှိတယ်။ကြက်ခိုင်မှုတိဆောက်တဲ့သဘောပေါ့လေ။အကြိမ်များကြားထဲမှာစာကာနီနဲ့လုံလောက်တဲ့ performance မပြနိုင်တာဖြစ်ဖြစ်၊ကြက်ခိုင်မှုမပြေဝတာဖြစ်ဖြစ်၊စေးဖွဲ့က recommend မပေးတာဖြစ်ဖြစ်ဒီကစားသမားကို Fuan ပွဲစဉ် Everton နဲ့ပွဲစဉ်မှာတတိချာချာဆစ်ဆစ်ပြီးမှသုံးသွားမယ်ဆိုပြီးတော့သူတို့ကတော့ရေးသားထားတယ်ပေါ့လေ။အဲဆိုသတင်းထောက် Charles ကတော့ခိုင်ချိုင်ဒီလိုမျိုးအတွင်းသတင်းလေးတွေရတတ်ပါတယ်။အဲနှစ်ရက်နေကြရင်ကျွန်တော်တို့က Fuan နဲ့ကန်ရမယ်။၅ရက်နေကြရင် Everton နဲ့၉ရက်နေကြရင် Real နဲ့ကြားထဲမှာ Brandfo နဲ့ကြရမယ်ပြီးရင် Rie နဲ့နောက်တစ်ကြော့ထပ်ကြရမယ်အဲ့တော့အရှိကဖူဟန်နဲ့ပွင့်စင် Everton နဲ့ပွင့်စင် Saka မပါနိုင်လဲပြဿနာမဟုတ်အဓိကကကျွန်တော်တို့အများကြီးမျှော်လင့်ထားခဲ့တဲ့ Champion League မှာ Rie နဲ့ပွင့်စင်မှာဘူကောင် Saka နီးနဲ့ကြက်ခိုင်မှုအပြည့်နဲ့ injury နောက်ဆန်တင်းကြမလို့ပဲနဲ့ကစားနိုင်မယ်ဆိုရင် Saka ကိုကျွန်တော်တို့စောင့်အောင်ကြိုးနဲ့တယ်လို့ပြောလို့ရတယ်အဓိကအဲ့ဒီနှစ်ကြော့ကအရန်ရေးကြီးဆုံးပဲကျန်တာက Premier League မှာကကျွန်တော်တို့ဒီတေမထူးနေမထူးလို့ပြောလို့ရတဲ့နေတာအရန်ကြီးတော့မထူးတော့ဘူး အဲ့တော့ဒီ23နှစ်သားတော့ဒီယာတီမှာအာဆင်နယ်တင်းတွက်24ဝက်ပဲကစားသေးတယ်။အင်ဂျူရီဒီယာတီမှာဆန်ကင်တင်ရရှိရပြုတ်လို့ရတယ်။ကြံကြဲ့ယာတီကစာကအဲ့လောက်ထိအကြိုက်မနာအောင်။အဲ့ဒီအတွက်လဲစာကရဲ့တန်ဖိုးဒီယာတီမှာအသင်းဖန်တွေကအိုင်တာဟောတင်းမိတ်တွေကဘုံဖွဲ့ဝင်တွေကအလုံးတိသွားခဲ့တဲ့ယာတီလို့ပြောလို့ရတယ်ဗောလေ။24ဝက်မှာကိုကိုသမီး7လုံးဖန်ထားတယ်။အဝါကက်3ချိန်ပဲထိထားတဲ့ကစားသမား။အဲ့ဆို Transformer Market မှာယူတန်း150တန်ကြီးရှိတဲ့ဘူးကောက်စာကပြန်လာရင် ဘာဒီအာဆင်နယ်တင်းတော့ရလာတယ်တစ်ချက်ချင်းကျွန်တော်ပြောလို့ရအောင်အားအကောင်းဆုံးညာတောင်မန်တက်စစ်ကိုအာဆင်နယ်ကိုပြန်ပြီးပိုင်ဆိုင်မှာဟုတ်ပါတယ်တစ်ချိန်တော့ကျွန်တော်တို့ရဲ့နမေကျော်ဘာမြူရာညာတောင်မန်တက်စစ်လို့ပြောလို့ရတဲ့မာတင်အိုဒီကတ်ဆာကာဘန်ဝိုက်ပြိုင်ဘက်ကဘလို့မှခံမလို့မရတဲ့လင့်ကတ်အတွဲအင်းနဲ့ဂိုးတွေအများကြီးရိုက်နိုင်ခဲ့ဖန်တီးနိုင်ခဲ့တဲ့ညာတောင်မန်တက်စစ်ပေါ့လေအဲ့ဒီညာတောင်မန်တက်စစ်ကိုကျွန်တော်တို့ပြန်ပြီးအသက်သွင်းလို့ရသွားမယ်အခုနေရာမှာ180ဘလောက်ပဲဝင်ထမ်းထားပါတယ်ပြောပြောမာတင်လီဘလောက်ပဲမျက်နှုံးမြင့်မြင့် ဝင်ပြီးကစားထားပါတယ်ပြောပြောစတာလင်ဘလောက်ပဲစူပါဆက်ဖြစ်အသုံးဝင်ပါတယ်ပြောပြောစာကာမရှိတဲ့နေရာကဘသူမှအစားထိုးလို့မရဘူးအဲ့တော့စာကာပြန်လာတာဒီအာဆင်နယ်တင်းအတွက်အားသာချက်ဖြစ်လို့ပြိုင်ဘက်တွေအတွက်လည်းဘဲဘက်ဖူးဘက်ကစားရေးတမားတွေအတွက်စိတ်လွတ်လွတ်တိုက်စစ်တက်မကူနိုင်လောက်တဲ့နေရာဖြစ်သွားပြီဒါစာကာရဲ့ညာတောင်မှန်တိုက်စစ်ပေါ်လေအဲ့တော့စာကာပြန်လာရင် နောက်တစ်ချက်က ဘန်ဝိုက်ပါကြွယ်ကူးရေပါဖြစ်သွားပါဒီနေရာမှာညာတောင်ပံတိုက်စစ်အကြောင်းကိုကျွန်တော်တို့ပြန်ပြီးတော့ modify လုပ်လာတော့မသိဘူးအဲ့ဒါဘာလဲဆိုတော့လက်ရှိညာတောင်ပံတိုက်စစ်မှာမာတီအိုရီကတ်နဲ့ ဂျူရီယန်တင်ပါကလုံးဝအထိုင်ဖြစ်နေခဲ့တာအဲဆိုဆာကာပါလိုင်းဒီနှစ်ယောက်နဲ့ပဲတွဲမလားဒါမှမဟုတ်အရင်တော့လိုပဲဘန်ဝိုက်ကဒီနေ့မှပြန်ဝင်လာပြီးတော့တင်ပါကိုဘယ်ဘက်ချမ်းမှထုတ်ပြီးသုံးပြီးတော့လူးစ်ကယ်လီကိုကွင်းလည်ပြန်ထည့်မလား IW စီမံလည်းမသိဘူးတရားတစ်ခုတော့လူရင်ဟာတယောက်တိုးလာတာတစ်ဖက်ချင်းကောင်းလို့တစ်ဖက်ကလည်းအဓိက first line နဲ့ကစားသမားအခင်းချင်းကနည်းနည်းလေးပြောင်းလဲသွားမှုတော့ရှိတယ်အဲဆိုဘန်ဝိုက်ကိုလည်းကျွန်တော်ခက်စစ်သိပြန်ပြီးမြင်တွေ့လာဖို့ရှိရပါလေအဲ့ဒါကဆာကာပြန်လာတဲ့အခါမှာမြင်တွေ့ရမယ့်အနေထားဒုတိယတစ်ချက်ကတော့လန်းဆန်းတဲ့မာဒီအိုဒီကတ်ကိုပြန်ပြီးမြင်တွေ့ရမှာအိုဒီကတ်အခုနောက်ပိုင်းတော်တော်လေးပင် ်ပန်းတာတွေ့ရတယ်ပင်ပန်းတဲ့အပြင်မှာဖန်တီးသမားကတဲတဲ့ရေသွုံဖြစ်တဲ့တိုက်စစ်အစုဖွဲ့လေသူကနောက်ွယ်နေပံမိုးပေးရသေးတာဟုတ်ခါကျကျွန်တော်တို့အိုရီကက်ညံ့တဲ့ဘလုံးပြက်တဲ့တာပြောတာသူတွဲဆော့နေရတဲ့ရှေ့ကတိုက်စစ်အခင်းကြီးရလေတော်တော်လေးကိုမှ အရေးသွေးတစ်ခုလိုသေးရပြောလို့ရတယ်။ဝန်ဒရီအရေးသွေးမရှိဘူးလို့ပြောတာမဟုတ်ဘူး။ဒါပေမဲ့ဝန်ဒရီသည်ထိတ်တန်းပလေယာဖြစ်ဖို့ကာလတစ်ခုတော့လိုအပ်သေးတယ်။စတာလင်ကရွယ်အိုဟောင်းနေပြီးခြေစွမ်းကျဆင်းနေတဲ့မာတီနလီရှိပေမဲ့တစ်ဖက်ကလည်းစူပါဆက်ဖြစ်တဲ့ချိန်တော့သုံးခဲ့ရတဲ့ပလေယာကိုအာကိုတကြီးသုံးနေရတဲ့ထရော့ဆက်ဒီလိုတိုက်စစ်အခင်းချင်းမှာမာတီအိုဒီဂက်အနေနဲ့စာကပြန်လာတာကငယ်မူငွေသွေးပြင်ရမယ်လို့ပြောလို့ရတယ်။အခုဒီရာဒီမှာမာတင်အိုရီဂက်အနေနဲ့32ပွဲမှာ၅ဂိုးသွင်းပြီးတော့ ခုနှစ်လုံးဖိုင်ထားတယ်။စာကာမရှိတဲ့အချိန်မှာလေးကိုသွင်းပြီးသုံးလုံးဖိုင်ထားတယ်။သွင်းကိုရီတော့ပိုရတာမှန်တယ်။ဒါပေမဲ့ဖန်တီးမှုမှာစာကာရှိတုန်းကလေးလုံးဖိုင်နိုင်ခဲ့တာ။စာကာမရှိဘဲနဲ့ပွဲတွေအများကြီးသုံးလကြော်ကြော်ဆော့တဲ့အချိန်မှာသူ့အနေနဲ့သုံးလုံးပဲဖိုင်နိုင်ခဲ့။ဒါကမာတင်အိုရီကဖန်တီးသမျှဂိုးတွေဘာကြောင့်ဂိုးမဖြစ်ခဲ့လဲဆိုတဲ့အပိုင်းနဲ့သူဘာကြောင့်ဖန်တီးမှုမရခဲ့လဲဆိုတာကသူ့အပြစ်တယောက်တည်းတော့မဟုတ်ဘူး။အရှိကအဲ့ဒါတွေကိုကောင်းကောင်းအဆုံးသတ်ပြီးမဲ့ပလေးယာကြီးလည်းလိုအပ်ချက်ရှိနေပါဗောလေ။နောက်တစ်ချက်ကတော့ဝင်းကားတနည်းရွေးချယ်권ရသွားမှာ အဲ့ဒါကတော့လက်ရှိအာဆီနယ်သင်းရဲ့တိုက်စစ်တောင်ပံမှာစကားပြန်လာပြီဆိုရင်ဘယ်ဘက်ချမ်းကထရော့ဆက်မာတီနယ်လီနောက်ပြီးဝန်နရီကဘယ်မှာဆော့မလားညာမှာဆော့မလားအိုဒီကက်ကအရန်ဆော့မလားဆိုတဲ့အပိုင်းနေနဲ့ရိုင်းစတာလင်ရဲ့အခန်းကဏ္ဍအဲ့တော့ရွေးချယ်စရာတော့များသွားတယ်အထူးသဖြင့်တော့ဗောလေဘယ်ဘက်ချမ်းမှာမာတင်လေညာဘက်ချမ်းမှာစာကာအထောင်မှာ main တို့အဲ့လိုပုံစံမျိုးနဲ့လည်းမြင်ကောင်းမြင်ရနိုင်တယ် trosset ကလည်း super set ပြန်ဖြစ်သွားမလားလောလောဆယ် trosset ကို dot shot သုံးနေရလဲအတင်းရဲ့လိုအပ်ချက်ကြောင့်ဖြစ်နိုင်လို့တစ်ဖက်မှာလည်းစာချုပ်သက်တမ်းတိုးဖို့အတွက်ပွဲနေနေပေးဆော့နေပုံစံမျိုးလို့ကျွန်တော်ထင်တယ် martinelli ကိုဘယ်ချမ်းမှမတုံးတာတော့တော်တော်လေးကြာပြီဗျအဲ့တော့စာကာပြန်လာပြီးနောက်ပိုင်းမှာအာရီတာနေနဲ့ရွေးချယ်ခွင့်ပိုများသွားတဲ့ဝင်ကစားသမားကြီးရောပိုင်ဆိုင်သွားပြီဗောလေကဲနောက်တစ်ချက်ကတော့ညာတောင်းမန်တောင်းကန်ဗောဘယ်ဘယ်ချမ်းမှာကဒီကလန်ရိုက်ကတောင်းကန်ဗောကြီးတော်တော်လေးကောင်းတယ် ပေးပို့မှုတွေကလည်းမစိုးဒါပေမဲ့ဘူကောအစကအင်ဂျူရီရသွားပြီးနောက်ပိုင်းမှာအာဆင်နယ်တည်းရဲ့ညာဘက်ခြမ်းတင်တဲ့ဒေါင်ကန်ဘောတွေကတော်တော်လေးအသက်မဲ့သွားတာအမှန်ကအဲ့ဘက်ကနေတင်တဲ့ဒေါင်ကန်ဘောတွေဒီဂိုးရောက်ရသေးတယ်ကျွန်တော်ဂိုးမရတော်တော်ကြာခဲ့ပြီအခုမီခင်းမိန်တို့ချက်စီးနဲ့ပွဲစဉ်မှာလှန်ပြီးတိုက်သွားခဲ့တဲ့အလုံးဆိုရင်ဒါအိုရီကတ်မတင်ပေးလိုက်တဲ့ဒေါင်ကန်ဘောအဲ့အလုံးမှာဆိုရင် ဒါ ODI ကဖန်တီးမှုရတယ်ဆိုပေမဲ့အဲ့ဒီဘက်ချမ်းနေပြီးတော့တင်လိုက်တဲ့တောင်းကံဘောဒီဂိုးမရတာကတော်တော်လေးကိုကြားခဲ့တာစာကပြန်လာပြီဆိုရင်တော့အရန်ကမှ power အပြည့်ပါပြီးတော့ skate တိကျတဲ့တောင်းကံဘောလောင်းဘောဒီကြောင့်မြင်တွေ့ရအမေရိကန်တော့စာကသာအဲ့ဘက်ချမ်းမှာပြန်ပါလာပြီးတောင်းကံဘောဒီတင်နိုင်ပြီဆိုရင်အရင်ဆုံးဝမ်းတာမဲ့လူကတောင်းကံဘောဒီမှာခေါင်းပြေးတိုက်လိရှိတဲ့ဆာလီဘာနဲ့ဂေဗရီယယ်သူတို့နဲ့စာကနဲ့က connection တော်တော်လေးမီးတဲ့ဆက်ပြီတယ်လို့ပြောလို့ရတယ်ဗောလေကဲနောက်တစ်ချက်ကတော့ ပရီးမီးယားလိဂိုးပွဲကိုစကားအမိပြန်လာနိုင်ခဲ့တာနောက်ပြီးချန်ပီယံလိဂွာတာဖိုင်နယ်အမိစကားပြန်လာနိုင်ခဲ့တာအဲ့ဒါအရင်ရေးပါတယ်ပရီးမီးယားလိဂိုးပွဲမှာတော့ကျွန်တော်တို့ချန်ပီယံလိဝင်ဝင်အတွက်ပဲအဓိကကန်ရတော့မှာလက်ပါဘူးနဲ့ကတော့ရမတ်ကတော်တော်လေးဝေးသွားပြီပြောလို့ရတဲ့အနေထားပေါ့လေတစ်ဖက်ကအတကုံရှိုးရင်တော့မှကိုရီးယားအတကုံနိုင်အောင်မှာဟုတ်အဲ့တော့ချန်ပီယံလိควอเตอร์ไฟนอลမှာတော့အာဆင်နယ်အသင်းအတွက်ဘူကောက်ဆာကပြန်ပါလာနိုင်ခဲ့ပြီဒီနေရာမှာ၅ပွဲပဲချန်ပီယံလိဂ်ကစားကွင်းရခဲ့တဲ့ဆာကာသည်လေးဂိုးသွင်းပြီ နှလုံးဖန်ရေးထားနိုင်ခဲ့တယ်။ချန်ပီယံလိမှာပိုပြီးကောင်းတဲ့ record အောင်ပြနိုင်ခဲ့လို့ပြောလို့ရတယ်။ကစားရတဲ့ပွဲရည်အတွက်နဲ့တွင်းထားတဲ့ဖန်တီးမှု twin goal တွေကိုကြည့်မယ်ဆိုရင်ပေါ့လေ။အဲ့တော့ Saka ပြန်လာခြင်းကဥရောပအတွက်မှာအာဆင်နယ်တင်းနဲ့အရင်ကိုအားကိုးရတဲ့လယုံတစုပြန်ပြီးတော့ရလာတဲ့သဘောပေါ့လေ။ဒီညမှာတော့အိုက်တာဘလောက်ပျော်နေမလဲမသိဘူးကျွန်တော်တို့လိုမျိုးဘေးကနေတီဖန်သားပြန်ကြည့်ရတဲ့လူတောင်ဒီလောက်ပျော်နေကိုင်းထဲမှာကစားသမိုင်းနဲ့တူတူအဝတ်ခံမဲ့ဒီ team mate တွေ player တွေပေါ့လေပြီးတော့နီးပြအဖွဲ့ဝင်တွေ ပြီးတော့အသင်းတာဝန်ရှိသူတွေနဲ့ကွင်းထဲမှာသွားကြည့်တဲ့ပိတ်သက်တွေဆိုတော့စာကပြန်လာတာကိုဝမ်ပန်တတာကြိုဆိုဖို့ရှိနေပါတယ်ကျွန်တော်ထင်ပါတယ်ဖူအန်သင်းနဲ့ပွဲစဉ်မှာစာကဝင်မကစားနိုင်ဘူးဆိုတော့မှအရန်ကုန်မှာရှိနေမယ်လို့ထင်တယ်အကဲဝင်ကစားမယ်ဆိုလဲ9မိနစ်10မိနစ်လောက်တော့အာရီတာတို့အချိန်ပေးမယ်လို့ထင်ပါတယ်အဲ့တော့စာကောက်ကျွန်တော်ပြန်ကြိုဆိုရင်းနဲ့မာဒီအိုရီကက်နုနယ်ပြုံမြင့်မှုကိုကျွန်တော်မြင်တွေ့ရမယ်ဘန်ဝိုက်ကတနေ့ရပြန်လဲခိုင်မာလာမှုကိုမြင်တွေ့ရဖို့တော့ရှိနေပါတယ်တခြားတစ်ဖက်မှာတော့180ရဲ့အခန်းကဏ္ဍကို IW စီမံသွားမယ်ကျွန်တော်စောင့်ကြည့်သွားမှာပါအဆုံးထိကြည့်တဲ့လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကအခုညီပောင်းပြီးတဲ့ show ပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်09099669336 3936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရရမှာဖြစ်လို့ငွေပုံရှာရှိမှဘောလုံးပွဲတွေကိုလောက်ပါဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ဘောရှိုးရရှိပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခွင့်ချက်ကို Sport Internet 9000လုံးမိတကိုကစားလို့ရနေပါပြီခင်ဗျာ